ကဲကျွန်တော်တို့ဒီ TV channel လေးကိုအစင်တစားကြည့်ရှုအားပေးနေတဲ့ကမ္ဘာအနှံ့နိုင်ငံတီးတီးကညီကိုမောင်မတွေအားလုံးစိတ်ချမ်းသာနေကိုကြည့်ကြပါကြတဲ့ပြည်စုံနဲ့ညာချမ်းလေးဖြစ်ပါသေးလို့ကျွန်တော်တို့ဒီ TV channel ကနေပြီးတော့ share ပထမဆုံးစုမုံကောင်တောင်းပေးပါရစေဗျကဲဟုတ်ပြီညီကိုတို့ဒီ season လေးကတော့ကျွန်တော်တို့ United နဲ့ပတ်သက်တဲ့နောက်ဆုံးရတဲ့သတင်းလေးတွေရဲ့နောက်တစ်ခုကညီကိုတို့ကျွန်တော်တို့ United အတွက်အရန်ကိုကောင်းတဲ့သတင်းကောင်းတွေအများစွာပါဝင်နေတာဖြစ်တဲ့အတွက်ညီကိုတို့နဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါရစေဗျ ကဲဟုတ်ပြီပထမအဦးဆုံးစရအောင်ပေါ့နော်ပထမအဦးဆုံးသတင်းလေးကတော့ကျွန်တော်တို့ United ရဲ့ပြောရမယ်ဆိုရင်အပြောင်းရွှေ့ပေါ့နော်အပြောင်းရွှေ့နဲ့ပတ်သက်တာတွေအကုန်လုံးကိုကျွန်တော်တို့တော်နီကော့တွန်းဆိုတဲ့လူကိုလွှဲပြောင်းလိုက်ပြီလို့သိရတယ်အဲသူကလည်းနည်းနည်းရတော့မုံကြီးကိုရီနော်ကျွန်တော်တို့နီးပြိုင်ဖာဂူဆန်နဲ့အတူတူအလုတ်တွဲလုပ်ဖူးတယ်အဲနီးပြိုင်ဖာဂူဆန်ကိုမမီဘူးဆိုရင်တောင်မှနီးပြိုင်ဖာဂူဆန်အောက်မှာအလုတ်တွဲလုပ်ဖူးတာဖြစ်တော့တဲ့နီးပြိုင်ဖာဂူဆန်ရဲ့ကျွန်တော်တို့အငွေးသက်တွေအ ਨੇ အချင်းတော့ပါဝင်နေလိမ့်မယ်ပေါ့နော် နောက်တစ်ခုကသူရဲ့အရေးချင်းကိုအဲကျွန်တော်ဒီရသည် transfer market မှာလည်းပြသခဲ့ပြီပေါ့နော်အဲပြီးခဲ့တဲ့ကျွန်တော်တို့နီးပြတန်ဟက်လက်ထက်မှာဆိုရင်လေနီးပြတန်ဟက်အနေနဲ့ကအိုနာနာကိုခေါ်ကြနာပေါ့နော်ကျွန်တော်တို့အတင်းကိုသူ့ရဲ့အတင်းပြောမယ်ဆိုရင်သူ့ရဲ့ကစားသမားဟောင်းပေါ့နော်သူနဲ့လက်တွဲမှုတဲ့ကစားသမားဟောင်းအိုနာနာကိုကျွန်တော်တို့ United အတင်းကိုခေါ်ခြင်းခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့တော်နီကော်တွန်ကတော့သူ့အနေနဲ့ရည်ရွယ်ထားတဲ့ကိုယ်တမရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းသူ့စကားကိုနားမထောင်ခဲ့ဘူး ကျွန်တော်တို့နီးပြတန်ဟက်ကအူနာနာကိုခေါ်တယ်ဘလောက်ထိအူနာနာကကျွန်တော်တို့ယူနိုက်တက်အသင်းကိုစိတ်ဒုက္ခတွေပေးသွားလဲဆိုတော့ညီကိုတွေလည်းအမြင်ပဲပေါ့နော်ဟုတ်ပြီဒီအားဒီမှာဆိုရင်လည်းကျွန်တော်တို့နီးပြအမ်မိုရီအနေနဲ့ကကျွန်တော်တို့အက်စတွန်ဗီလာရဲ့ဂိုးသမားကျွန်တော်တို့မာတီနက်ကိုခေါ်ယူခြင်းခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီတိုနီကော်တွန်ကနေပြီးတော့ကျွန်တော်တို့ဆမ်မလမန်ကိုသူက recommend ပေးခဲ့တယ်အဲ့ဒါကိုလည်းကျွန်တော်တို့ရဲ့ Jason Westcott ကနေပြီးတော့ သူ့ဘက်ကနေပြီးတော့အပြေးဝထောက်ခံပေးခဲ့တယ်ဗောနော်အဲ့ဒီဟာအကြောင်းမလို့ပဲကျွန်တော်တို့ United အသင်းကလုံးဝတကယ်ရှေ့ဘူဒမာလီကိုဈေးတက်တက်တာတာနဲ့ကျွန်တော်တို့ United အသင်းရဲ့ကန့်ညီတဲ့ကစားသမားတယောက်ကိုရရှိခဲ့တယ်ဗောနော်ခုနောက်လာမယ့်ကျွန်တော်တို့ဇန်နဝါရီအပြောင်းရွှေ့မာကတ်အကုန်လုံးကိုဒီကျွန်တော်တို့ဒီကင်းတော့ဗောနော်ကျွန်တော်တို့တိုနီကော့တွန်လက်ထဲကိုအကုန်လုံးထည့်လိုက်ပြီလို့သိရတယ်အဲ့ဒါကကျွန်တော် United တော့တကယ်ကိုတည်ငောင်းဗောနော် ဘာလို့လဲဆိုတော့သူ့အနေနဲ့ကကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ United မှားခဲ့တဲ့အမှားကြီးရှိခဲ့ဘူးလေခေါ်ယူမှုတွေမှားတိုင်းလဲကျွန်တော်တို့ United အသင်းကဈေးကြီးပေးခေါ်ခဲ့ရတယ်ပြီးရင်ပြန်ရောင်းထုတ်တဲ့ချိန်မှာကျွန်တော် United အသင်းကများစွာများစွာဆုံးရှုံးမှုတွေရှိခဲ့တယ်အဲ့ဒါတွေမဖြစ်အောင်လို့ကျွန်တော်တို့ဒီနေရာကအရန်ရေးကြည့်တယ်နောက်တစ်ခုကပစံကုံနာကရင်းမကြီးညီကိုရေနော်ကျွန်တော်တို့ United အသင်းမှာလည်းလုံးဝပေးဆက်ခြင်းစိမ့်ရှိတဲ့ကစားသမားတွေရောက်လာတယ်။ကမောက်ကမတွေဖြစ်ကုန်တဲ့အသင်းတွင်းစီးလုံးမှုတွေအကုန်လုံးပြုတ်ပြက် ပြိုကွဲတဲ့အထိဖြစ်နိုင်တော့တဲ့ကစားသမားတွေရောက်လာတယ်ဘောနော်အဲ့လိုကစားသမားတွေထက်စာရင်ကျွန်တော် United တကယ်ပေးဆက်ချင်တဲ့ကစားသမားဒီကိုတွေရှေ့မှာလည်းပြောခဲ့သလိုပဲကျွန်တော် United logo ကြီးပုံမှာပဲပေးဆက်ချင်တဲ့ကစားသမားတွေကိုပဲကျွန်တော် United အသင်းကအလိုရှိတယ်ကဲဟုတ်ပြီနောက်တစ်ခုသွားရအောင်ဘောနော်နောက်တစ်ခုကတော့လည်းသတင်းကောင်းပဲညီကိုတွေနော်အဲ့ဒါကတော့ကျွန်တော်တို့ Atletico Madrid အသင်းရဲ့ corner glag ကဘောနော် corner glag ကအနေနဲ့ကလည်း Atletico Madrid အသင်းကနေပြီးတော့သူ့အနေနဲ့ပြောင်းရွှေ့ခြင်းနေပြီလို့သိရတယ်ဘာလို့လဲဆိုတော့ ူကလည်းကျွန်တော်တို့အဲကဘာဖလာပေါ့နော်အဓိကကဘာဖလာပဲကဘာဖလာအဲအိမ်မက်တော့ပေါ့နော်သူပြောရမယ်ဆိုရင်သူအတက်ကလည်းညီကိုတွေ25ဝန်းကျင်ကိုရှိနေပြီဆိုတော့သူအနေနဲ့ကတော့ကျွန်တော်တို့ကဘာဖလာကိုတော့ကန်ကျင်သေးတယ်ပေါ့နော်အဲ့တော့ခါကြတော့ကျွန်တော်တို့သူက Etigo အတင်းမှာလုံးဝပွဲထွက်ခွင့်နေပါနေတယ်သူသားသမားအဲ့တော့ခါကြတော့ကျွန်တော်တို့ United အတင်းကလည်းဒီကွင်းလေးကိုလိုအပ်နေတယ်အဲ့တော့ခါကြတော့ဘာလုပ်မလဲဟွန်းဟုတ်ပြီသူ့ကို အီတီကိုမတ်ထွေသွင်းကနေပြီးတော့အငှားနဲ့အရင် ခေါ်လို့ရနိုင်တယ်။နောက်တစ်ခုကအငှားကနေပြီးတော့မှကျွန်တော်တို့အနေနဲ့ဒီကစားသမားရဲ့ခြေစွမ်းကိုနှစ်သက်ချင်းရှိတယ်ဆိုပါစို့။ရွေရာဒီမှာကျွန်တော်တို့ယူရို55တန်ဝင်းကျင်လောက်နဲ့အပိတက်ခေါ်ယူခွင့်ဆိုတဲ့စာချုပ်တည်းရချုပ်ဆိုဖို့ရှိနေတယ်။ဘာလို့လဲဆိုတော့အဲ့ဒါပို့ပြီးတော့ကျွန်တော်တို့ United အသင်းအတွက်ကောင်းလိမ့်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အငှားနဲ့ခေါ်လိုက်မယ်။ ငါနဲ့ခေါ်လိုက်ပြီဆိုရင်ဘာဖြစ်ဖြစ်လာမလဲဆိုရင်ဒီကစားသမားကတကယ်ခြေသွမ်းရောကောင်းရဲ့လားဆိုတာတွေကိုကျွန်တော်အနေနဲ့လေ့လာလို့ရမယ်။အဲ့တော့ခါကျတော့ဒီ transfer လေးကဖြစ်နိုင်ပွဲတော်တော်လေးကိုယာကိုင်းတော့များနေတဲ့ transfer အဲကျွန်တော်တို့ဖြစ်တယ်ပေါ့နော်။ကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ staler ပေါ့နော် Stuttgart ကစားသမား staler အဲဒီ staler ကလည်းညီကိုတို့ပြောတဲ့အတိုင်းပဲကျွန်တော်တို့ United အသင်းကိုပြောင်းရွှေ့ခြင်းနေရတဲ့ဆိုတော့အရေးအယောင်နေအများကြီးသူ့နဲ့ပြခဲ့ပြီး Stuttgart Stuttgart အသင်းကနေပြီးတော့သူ့အနေနဲ့ လုံးဝထွက်ခွာခြင်းနေရဆိုတာကိုလည်းအဲ့အရေးအယောင်တွေလည်းအများစွာပြခဲ့ပြီးပြီနောက်တစ်ခုကကျွန်တော်တို့နီးပြအမ်မိုရင်ရဲ့ဒီပြောမှာဒီဇန်နဝါရီရောကျွန်တော်တို့နွေရာသီမာကတ်မှာရောလုံးဝကျွန်တော်တို့ United အသင်းကလိုက်နေတယ်လိုက်နေတယ်ကစားသမားတွေပေါင်းများစွာရှိရပေါ့နော်အဲ့ဒီအထဲမှာမှထိတ်ဆုံး6ယောက်စီးရင်မှာစတီလာကပါဝင်နေပြီစတီလာကိုလည်းကျွန်တော်တို့ United အသင်းကအလိုရှိနေတယ်စတီလာကိုယ်တိုင်ကလည်း United အသင်းကိုလာခြင်းနဲ့ရိပ်ရောင်နေပြနေတယ် ဒီကစားသမားရဲ့တန်ကြီးကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲယူရို45ကနေပြီးတော့90ဝန်းကျင်လောက်ပဲရှိတယ်။အဲ့တော့ခါကြတော့ဒီ transfer league ကလည်းဖြစ်ဖို့တော်တော်လေးယာခိုင်နှုန်းများတယ်ညီကိုတွေနော်။ကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့တင်းကောင်းပဲဒါကလည်းအဲကျွန်တော်တို့ဘုံမောက်အတင်းကလူငယ်ကစားသမားလေးကျွန်တော်တို့ LS score LS score ကို United ရဲ့ဒီစောနာကျွန်တော်ရှေ့မှာပြောခဲ့တယ်ပေါ့နော်။ဒီကင်းတော့ကနေပြီးတော့လုံးဝကိုမျက်ခြေမပြတ်စောင့်ကြည့်နေရလို့သိရတယ်။ သူ့ရဲ့ဘုံမောင်းတဲ့ကံတဲ့ပွဲတွေအကုန်လုံးကိုလည်းအဲဒီကျွန်တော်တို့အဲ LS score ရဲ့ပွဲတွေအကုန်လုံးကိုကျွန်တော်တို့တိုနီကိုတွန်ကနေပြီးတော့အနီးကစောင့်ကြည့်နေတယ်သူ့ကိုဒီဘာလို့စောင့်ကြည့်နေရလဲဆိုတော့အကြောင်းရင်းရှိတယ်နီးပြအမ်မိုရင်းကလည်းဒီကလေးကိုတော်တော်သဘောကျတယ်နောက်တစ်ခုကကျွန်တော်တို့စာချင်းရက်ကလစ်ကြီးကိုတိုင်းကလည်းဒီကလေးကိုသဘောကျတယ်နောက်တစ်ခုကဒီကလေးကိုသာခေါ်မယ်ဆိုရင် ကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ရဲ့ပြစ်မှတ်တွေရှိတဲ့ Allo Anderson လို့ Adam Warden လို့ Carlo Blaba လို့သူတို့လောက်လည်းပေါင်သန်း၁၀၀ကျော်ကြီးသုံးရမလို့ကျွန်တော်တို့ Euro တန်း90ဝန်းကျင်လောက်သုံးရင်ကိုဒီကလေးကိုရနိုင်တယ်အသက်ကလည်း22နှစ်ပဲရှိသေးတယ်ရဲ့နောက်တစ်ခုကကျွန်တော်တို့အင်္ဂလန်လက်ရွေးစင်အသင်းမှာပထမဦးဆုံးအကြိမ်ဒီကလေးကရွေးချယ်ခံထားရပြီအဲ့တော့ခါကြောင့်ညီကိုတို့ဘလိုပဲစဉ်းစားစဉ်းစားဗျာဒီအင်္ဂလန်အသင်းမှာဆိုရင်ကျွန်တော်တို့ကင်တွင်နေတဲ့နီးပြားကလည်းကျွန်တော်တို့အချပဲမဟုတ်ဘူးတော်မတ်တူချယ်ကင်တွင်နေတဲ့အသင်း အဲ့တော့ခါကျတော့ဒီကလေးကိုဒီရွေးပြီဆိုကြတဲ့ဒီကလေးရဲ့အရေးချင်းကဘလောက်ရှိလို့ရွေးရလဲဆိုအောင်ညီကိုရင်းနေလဲခံမှန်းမိမယ်လို့ထင်တယ်ကျွန်တော်အနေနဲ့ကတော့တော်တော်လေးသဘောကျတယ်ပြောတော့ဒီဘုံမောက်ရဲ့အခုလက်ရှိကွင်းလေပိုင်းကိုမောင်းနေနေတဲ့အပိုင်းမှာသူကလုံးဝခရကြတယ်နောက်တစ်ခုအားသာချက်တစ်ခုကသူက DM ရော AMF ကိုကောင်းကောင်းရတဲ့ကစားသမားပြောချင်တာကကျွန်တော်တို့တိုက်စစ်သွားမလားခံစစ်ကိုပဲသွားမလားတော်တော်လေးကိုတည်ငြိမ်နေသူ့ရဲ့ creative ဖြစ်တဲ့ပုံစံကလုံးဝလွတ်လပ်ပေါ်ပါပြီးတော့ဘောလုံးဝင်းထဲမှာဗျာညီကိုတို့ကပြောရမယ်ဆိုရင်ဟိုလူငယ်ပီပီပဲလှုပ်လှုပ်ရှားရှားနဲ့တအားမိုက်တယ်ဗျာဒီကလေးရဲ့ကျွန်တော် highlight တွေကိုကြည့်ကြည့်ရတော့ကျွန်တော်ညီကတော့တော်တော်လေးသဘောကျတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကတော့ညီကိုတို့ဒီကလေးကိုကျွန်တော်တို့အတင်းကားနေပြီးတော့စောင့်ကြည့်နေတာတော့မှန်တယ်တရားဝင်ကမ်းလှမ်းခြင်းပါညာတော့မရှိသေးဘူးပေါ့နော်နောက်တစ်ခုကဒီ LS score ကိုစိတ်ဝင်စားနေတဲ့အတင်းမှာကျွန်တော်အတင်းတင်းနဲ့တော့မဟုတ်ဘူးနည်းနည်းတော့ခက်ခဲလိမ့်မယ် ဘာလို့လဲဆိုတော့တန်ကြီးကလည်းအရင်မမြင်သေးဘူးပေါ့နော်ဒါပေမဲ့စိတ်ဝင်စားမှုများလာပြီဆိုရင်တော့ဘုံပေါက်ကလည်းဈေးကင်ဖို့တော့များတယ်ညီကိုတွေနော်ဟုတ်ပြီသူ့ကိုစပါအသင်းတို့တခြားဥရောပအသင်းတွေကလည်းစောင့်ကြည့်နေတယ်လို့သိရတယ်နောက်တစ်ခုကတော့ညီကိုတွေနောက်တစ်ခုကတော့ကျွန်တော်တို့ကိုဗီမိုင်းနူးလေးနဲ့ပိတ်အောင်ပေါ့နော်ကိုဗီမိုင်းနူးအနေနဲ့ကတော့ညီကိုတွေလည်းသိကြတဲ့အတိုင်းပဲအသင်းပြောင်းရွှေ့ခွင့်ကိုတင်ထားတာတော်တော်လေးကိုကြာနေပြီကိုဗီမိုင်းနူးက ဘာလို့အတင်းပြောင်းနေနေရလဲဆိုတာကိုလည်းရှေ့မှာပြောခဲ့ပြီးပြီပေါ့နော်သူ့အနေနဲ့ကကစားခွင့်နေရခြင်းနဲ့ကစားခွင့်မရတာဖြစ်တဲ့အတွက်သူကအတင်းပြောင်းနေတယ်ဆိုတာကိုအချိန်ချင်းပြောခဲ့ပြီးဒီဇန်နဝါရီအပြောင်းရွှေ့မှတော့မှသူကပြောင်းနေနေပြီပေါ့နော်ဒါကလည်းကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ကဘာဖလားလာတော့မယ်ကဘာဖလားမှာသူတို့ကန်ကျင်တယ်ပေါ့နော်ဒီလူငယ်တွေကဟုတ်ပြီအဲ့တော့ခါကျတော့ COVID-19 ကိုစိတ်ဝင်စားနေတဲ့အတင်းထဲမှာဆိုရင်ကျွန်တော် Real Madrid ကလည်းပါဝင်လာပြီ Real Madrid ကလည်းစိတ်ဝင်စားလာတာဖြစ်တဲ့အတွက်ကျွန်တော် United အတင်းအနေနဲ့ကနည်းနည်းလေးတည်င်းလေးတော့ဟို နည်းနည်းလေးတော့ထွက်လာတယ်ပေါ့နော်ယူရိုတန်း90လောက်ရရင်တော့ကိုယ်ယူမိုင်းနုကိုလက်လွတ်သွားဖို့ရှိရတော့ဘာလို့တော့ထွက်လာခဲ့တယ်နောက်တစ်ခုကတော့ကျွန်တော်တို့နာပိုလီအသင်းပေါ့လုံးဝသူ့ကိုစကြရဲကားကိုပဲစိတ်ဝင်စားနေတဲ့နာပိုလီအသင်းနာပိုလီအသင်းကလည်းဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ Kevin De Bruyne ကထင်ရှားရရှိသွားတယ် Kevin De Bruyne ရဲ့နေရာကိုအစားထိုးဖို့အတွက်ကျွန်တော်တို့ကိုဘီမိုင်းနုကိုတော်တော်လေးကိုမျက်စိကျနေရတယ်လို့သိရတယ်နောက်တစ်ခုက Scott Tomney နောက်တစ်ခုကကျွန်တော်တို့ United တိုက်စစ်မှု Wildland တို့လည်းရှိနေတယ်ပေါ့နော်ဟုတ်ပြီ Tomney ကလည်းသူ့ရဲ့ ဒီပြကွန်တီကိုလုံးဝပေါ့နော်ဒီမိုင်နူးကိုခေါ်ပေးပါဆိုပြီးတော့ကိုသူကလည်းတောင်းဆိုလိုက်တယ်နောက်တစ်ခုကမိုင်နူးနဲ့တော်မီနီနဲ့ကကျွန်တော်တို့ United မှာတူတူတွဲကစားတာဖြစ်တဲ့အတွက်မိုင်နူးရဲ့ခြေစွမ်းခြေစားကဘလောက်ထိကောင်းလဲဆိုတာကိုတော်မီနီကကောင်းကောင်းသိနေတယ်ညီကိုလေးအဲ့တော့ခါကျတော့နာပိုလီတင်းကိုလက်ဦးမှုရပြီးတော့ကျွန်တော်တို့ခေါ်ခိုင်းနေတာပေါ့နော်ဟုတ်ပြီဒါပေမဲ့လေမိုင်နူးနေနဲ့ကတော့ကျွန်တော်တို့ MO နီးပြ MO တွင်က လုံးဝသူ့ကိုပြောမှဆိုအပီးသက်ကြီးတော့အလွတ်မယ်လို့တော့မထင်ဘူးပေါ့နော်ဒီပြအမိုရင်ကိုယ်တိုင်ကလည်းပြောနေပြောထားတယ်ရှိတယ်ရှိမှာအဲမင်းအနေနဲ့ဒီအတင်းမှာပဲတိုက်ပွဲဝင်ဒီအတင်းမှာပဲဆော့ဒီအတင်းမှာပဲပွဲကစားကိုယ်များများရအောင်လုပ်ရှိမှာလည်းဒီပြအမိုရင်ကပြောထားတာရှိတယ်ကျွန်တော်တို့သတင်းတချို့မှာဆိုရင်တွေ့ရတယ်ပေါ့နော်အဲ့ဒါကတော့ဒီပြအမိုရင်ကိုယ်တိုင်ပြောတာဒါလည်းဆိုတော့ကစားပွဲကစားဝင်နေနေတဲ့ကစားသမားတွေနဲ့ငါးအနေနဲ့လုံးဝဆွေးနွေးမှာမဟုတ်ဘူးမင်းတို့ ဟိုဘာလို့မကစားရတာလဲကျွန်တော်ဘာလို့မကစားရတယ်လာမပြောနဲ့မသိချင်ဘူးမင်းတို့ training ကောင်းကောင်းလို့ training မှာရှိတဲ့ခြေစွမ်းကိုကြည့်ပြီးတော့ငါအနေနဲ့ပွဲဘယ်သူတွေပွဲကစားရမယ်ဆိုတာကိုငါကိုယ်တိုင်ဆုံးဖြတ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီပြ MO ရင်းကလည်းပြောထားတာဖြစ်တဲ့အတွက်ကိုယ်မိုင်းနူးအနေနဲ့ကတော့ဒီ United အသင်းမှာပဲဆက်ပြီးတော့ပေးဆက်ခြင်းနဲ့ဆိုရင်သူ့အနေနဲ့ training မှာကောင်းကောင်းလုပ်ရမယ်သူဒီပွဲထွက်ခွင့်နဲ့ထိုက်တန်ကြောင်းကိုဒီ training တွေမှာပြသရမယ်ညီကိုเนาะဟုတ်ပြီညီကိုတွေနောက်တစ်ခုကတော့ ျွန်တော်တို့ဒီကစားသမားကိုတော့အငှားနောက်နဲ့ပဲကျွန်တော် United တင်ကအချသွားဖို့ရှိတယ်အပိတက်ရောင်းဝင်ကြီးကိုတော့စာချုပ်ဒီမှာထက်မချုပ်သင့်ဘူးလို့ကျွန်တော်အနေနဲ့ကတော့ထင်တယ်ပေါ့နော်ကဲဟုတ်ပြီညီကိုတို့ရေကျွန်တော်အနေနဲ့ကတော့ view လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ကျွန်တော်ရဲ့ view လေးကိုအဆုံးထိကြည့်ရှုပေးရညီကိုမောင်နှမတယောက်ချင်းညီတိုင်းကို ကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါရဲ့ဗျထုံးတမ်းလိုက်မယ်ညီကိုတို့ရေကျွန်တော်ရဲ့ view လေးကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နိုင်ဘူးနော်